နှွဲ့ကိုအလုံးဝိုင်းပြောကြတယ်။နှွဲ့ပြော့ညံ့နေတဲ့။တကယ်တော့နှွဲ့မပြော့ညံ့ပါဘူး။လုံးဝမပြော့ညံ့ပါဘူး။ဒီလောကကြီးမှာနှွဲ့အကျောဆုံးတာတစ်ခုတည်းပဲ။အဲ့ဒါตาလေးမျက်နှာငယ်မှာပဲတစ်ဖက်လက်ဆောင်ပြီးအိမ်နေတဲ့မောင်ကတော့နှုတ်အထွေထွေကိုသိမှသိပါရဲ့လားဒါမှမဟုတ်အမှန်တကယ်ပဲအိမ်နေတာလားဘူးမသိချင်ဘူးနှုတ် ခေါင်းခါရမ်းလိုက်ပြီးလှဲနေရကနေထထိုင်လိုက်မိတယ်။သိမကြခင်သားလေးပြန်လာတော့မယ်လေ။သားလေးတို့ထမင်းရင်နေကျိုးပြင်ထားတဲ့မိမဟုတ်လား။နှုတ်ထမင်းချက်တော့မှလား။သားကဘယ်ချိန်ပြန်လာမှလဲ။မောင်သားကလည်းတွေ့ချင်သေးတယ်။ပေါင်းယူပြီးဆန်ဆင်းနေတော့မှပဲမောင်နိုးလာတယ်။နှုတ်ခါးကိုဖက်ပြီးตาย่าဖက်လာပြီးပြောတဲ့မောင်စကားကြောင့်နှွက်တကုတ်လုံးတုံသွားမိတယ်။ တားလီပြောင်းလဲနေတယ်ဆိုတဲ့အကြောင်းကိုမောင်ကဘလို့ပြောရမလဲမသိဘူး။နောက်တနေ့လောက်ဆိုရောက်ပြီးမောင်ရဲ့ရေးသွားချိုးလိုက်အောင်နော်။ตาအတွက်ဟင်းပြင်ရအောင်မယ်လေ။အဆက်ဆက်မရှိဘဲမောင်ကိုနှင်ထုတ်လိုက်တဲ့စကားကိုမောင်တတိမထားမိပါစေနဲ့လို့ပဲနှွက်ဆူတောင်းမိတယ်။တကယ်ဆိုမောင်ကိုနှွက်ချလို့ဒီဝါကိုနှွက်ကိုယ်တိုင်ရွေးချယ်ခဲ့တာလေ။ခုချိန်ကြမှာနှွက် ဘာကိုဘလို့ပြင်ဆင်ရမှာလဲမသိဘူးနှဲ့တကယ်မသိဘူးဒီချိုးကန်းစီထွက်သွားတဲ့မောင်ကိုငေးကြည့်နေငါမျက်ရည်တွေရစ်တိုင်းလာတယ်ตาလေးပြောင်းလဲနေတယ်ဆိုတဲ့အကြောင်းမောင်ကိုပြောပြမှာဖြစ်တော့မယ်ဟုတ်တယ်ပြောကူပြောပြမှာဖြစ်တော့မယ်မာမမေးရင်ဘိုက်စားတယ်ပြောအိမ်ထဲကိုအတန်ကျဲကြီးអော်ပြီးဝင်လာတဲ့ตาအတန်တိတ်သွားတာကိုနှဲ့သတိထားမိတယ် တကယ်တော့ဒီနေ့တရက်တည်းတည်ထားမိတာမဟုတ်ပါဘူး။ဒါအကြောင်းအနေပြန်လာတဲ့အချိန်တိုင်းအိမ်မှာသူ့အဖေကိုတွေ့ပြီဆိုတာနဲ့ဒါမျက်နှာညှို့တော့တာပဲ။ဟေးဒါဖဖေစီလာပါအောင်ကွာဖဖေမှာတအားလွမ်းနေရတာ။ဒီမှာဒါအတွက်ဖဖေရုပ်တွေအများကြီးဝယ်လာတယ်ကြည့်ပါဦး။မောင်ကလင်းမြန်ရုပ်စစ်သားရုပ်တွေပြပြီးသားကိုဖက်ဖို့ကြိုးစားနေပေမဲ့သားကငုံငူကြီးရက်နေတော့မယ ဟောဟောနှဲ့ကိုတလန့်ကြည့်နေတာငုံနေရလားယင်ငိုပါနဲ့သားယင်နှဲ့သားနာသွားမလို့လုံနေအောင်ပါပဲတာကအခန်းထဲကိုပြေးဝင်သွားပြန်တယ်သူ့အဖေမောင်တယောက်ကတော့ကြောင်တိကြောင်အားနဲ့ကြမ်းလို့နှဲ့တာဘာဖြစ်တာလဲမောင်ဘာလို့စိတ်နေရလဲမောင်နောက်ကမှနှဲ့တခြားတယောက်တွေ့နေရလားဒါကြောင့်တာလေးကမောင်စီကိုအရင်လိုမကတ်တော့တာလားမောင်ဝေးကြောင်နှဲ့ ဟက်ခနဲ့တစ်ချက်ရက်လိုက်မိတယ်။ဒါအသက်ဘယ်လောက်ရှိပြီထင်လဲ73နှစ်83နှစ်ဒါကလေးမဟုတ်တော့ဘူး။ရှင်သာရှင်းအိမ်မှာကလေးဖြစ်နေတာ။ကျမသားကကလေးမဟုတ်တော့ဘူးရှင်။နှွဲ့သိမ်းမင်းငိုပလိုက်တော့မောင်နှွဲ့နာရောက်လာတယ်။ပြီးတော့နှွဲ့ကိုဖက်ပြီးနဲ့တင်ရှာတယ်။ဒါပေမဲ့နှွဲ့မောင်မမိခြင်းဘူး။ဟုတ်တယ်မမိခြင်းဘူး။တကယ်တော့ ီပြဿနာတွေအားလုံးရဲ့အစာမောင်တရေဘောကြောင့်မူကစတယ်လို့ပြောရင်မောင်ညင်းမလားပဲဒါပေမဲ့အဲ့ဒါအမှန်ပဲမောင်တရေဘောကြောင့်မူနဲ့နှွဲ့ရဲ့အုံနောက်မရှိမှုတော့တောက်စိတ်ဆင်းရဲစီတာပဲဟုတ်တယ်မောင်ကြိုးစားချက်မအောင်မဲ့နှွဲ့ရင်မောင်ဟာလေနှွဲ့လို့လက်ထက်ပါပြီဆိုကြဲကဒီစကားပဲပြောခဲ့တာပဲလေခုတားအသက်တောင်73နှစ်ရှိခဲ့ပြီ မောင်ကတော့ခုထိကြံလို့ကောင်းတော့ နှုတ်အတောင်ဒီရက်ွက်လေးမှာနင်းထိုင်ရင်မယ်ဆရီးဆချီတယောက်ဖြစ်နေနေထိုင်ခဲ့တာငါးနှစ်တောင်ကြောခဲ့ပြီလေမောင်နာမဲဒီလိုနေမျိုးမှ ခွင့်ယူရတာမဟုတ်လားငါသားကိုငါဘသူ့ကိုမှမပေးနိုင်ဘူးမင်းတို့ကိုလမ်းခွဲလို့မရနိုင်တာငါသိတယ်ငါမှကလည်းဒီသားတယောက်ပဲရှိရဲ့ဒီတော့အမွေပြက်မစွန့်လို့ချင်ဘူးတချောင်မင်းကလေးမင်းဘက်ကလက်လျှော့ပေးပါမင်းမင်း မောင်တာမြင့်တန်ကိုနှွဲ့ကြားလိုက်တယ်။ဒါပေမဲ့နှွဲ့ဘာမှဝင်ပြောလို့မရအောင်နှွဲ့ကိုစကြတဲ့ကဘာမှမပြောဘဲနားထောင်လို့ပြောထားတာလေ။မေမေကြီးစကားကိုနှွဲ့ဘယ်တော့ကပယ်ရှားဘူးလို့လဲ။နှွဲ့ကဘွေးရပညာတတ်တယောက်ဖြစ်လို့စကားကြွယ်တယ်ဆိုတော့မှမေမေကြီးစကားကိုနှွဲ့ပယ်ရှားလို့မရဘူးလေ။မေမေကြီးဆိုတာကနှွဲ့ကိုကြောင်ထားပေးခဲ့တဲ့နှွဲ့ကျေးဇူးရှင်ရက်ွက်ထဲကစာကျူးစားလို့နဲ့ကလစ်တယောက်ကို ။ဘာရယူပိုင်ဆိုင်လို့စိတ်မမထားပဲကြောင်းထားပေးခဲ့တဲ့စေတနာရှင်။ဒီရက်ွက်ထဲမှာမမေကြီးရဲ့ကြည်စုနဲ့ကင်းတဲ့သူဆိုတာလက်ချိုးရည်လို့ရတယ်။မမေကြီးပိုင်တဲ့စက်ရုံမှာအလုံးလုံးသူနဲ့မမေကြီးပိုင်တဲ့အထည်ဆိုင်ထဲမှာအလုံးလုံးသူတွေကလည်းလက်ညှိုးထိုးမလွယ်ပဲ။ဒါကြောင့်သာပဲနှွေးနဲ့မောင်အချင်းတွေကိုမမေကြီးတိသွားတာပေါ့။ပြီးတော့ဒါကြောင့်သာပဲမောင်က လုံမှုရယူပြီးနှွေးကိုလက်ထက်ထားတာပေါ့။ ာစိတ်မပူနဲ့မင်းတို့ကိုမမေလက်မခွဲခိုင်းဘူးတခုပဲမမေသိမှမင်းသူ့စီသွားလို့ရမယ်အခုမင်းသူနဲ့လက်ထက်စာချုပ်တိုင်းနေနိုင်တယ်နေလို့ရတယ်ဒါပေမဲ့မမေသားစီကဂရစ်တခုပဲလိုချင်တယ်မမေပေးတဲ့စာချုပ်မှာတာတို့နေရာလုံးလက်မထိုးပေးရမယ်မောင်နဲ့နှုတ်အကြည့်တွေဖဲနှုတ်ရောက်သွားပြီမယ်မမေကြီးကမောင်မျက်နှာကိုပဲကြည့်နေဦးကြီးကျမကိုစာချုပ်တွေပေး မောင်နှုတ်မိသားစုရှိနေပေးလိုက်တဲ့စာချုပ်နှစ်စောင်ကိုနှွေးစီတစ်စောင်မောင်စီတစ်စောင်ပေးလာတယ်။နှွေးကိုပညာသင်ပေးဖို့အတွက်ကျောင်းစီထောက်ပံ့တော်လဲဥကြည်ပဲဆိုတော့ဒီရှိနေကြီးကနှွေးနဲ့မဆိုင်ဘူး။ဒါပေမဲ့ဘာတွေရေးထားလဲနှွေးမသိချင်ဘူး။မောင်နဲ့ချစ်မိပါပြီဆိုကြတဲ့ကမမကြီးနဲ့စကားပြောဖို့နှွေးကြောက်လာတာပဲ။ရှစ်တန်းနေကြတဲ့ကနှွေးပညာရိုးတောင်းရင်ခဲ့တဲ့မမကြီးကသုံးလတစ်ခါဆိုလို့နှွေးကိုခေါ်ခေါ်ပြီးလိုအပ်တာတွေမင်းလေးရှိတယ်။ ြီးတော့နှွဲ့လိုအပ်တာကိုတေချာစုံစမ်းပြီးဖြည့်ဆည်းပေးခဲ့တယ်။ခုတော့နှွဲ့ကမောင်ကိုချစ်မိတာတခုရယ်နဲ့မမီကြီးကိုကျေစုကန်းတယ်လို့ဖြစ်နေခဲ့ပြီ။နှွဲ့ဘယ်လိုလုပ်ရမလဲမသိဘူးမသိတော့။နှွဲ့ကြမ်းမိကြံရနဲ့မောင်လက်ကိုစုပ်ကင်လိုက်မိတယ်။ဟင်မောင်လက်တည်းအေးဆက်နေရပဲ။တစ်ချက်ငါသားအနေနဲ့ရတဲ့ရလိုက်တာတွေအကုန်ရစီရမယ်။နှစ်ချက်မင်းတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုငါမတားဘူး။ ဒါပေမဲ့မင်းကိုငါအိမ်မှာမထားနိုင်ဒီရက်ကွက်မှာလည်းမမြင်ချင်ဘူးသုံးချက်မင်းတို့နှစ်ယောက်လုံးငါသေပြီးတလာကြမှာလူသိရှင်ကြလက်ထပ်ဖွဲ့ကျင်းပါရမယ်အရေးကြီးဆုံးကတော့ကလေးရလာတယ်ဆိုပြီးငါရှင်မျက်နှာလာမပြဘူးပဲမမကြီးရဲ့စကားမှမအောင်မနှဲ့ဘာလို့ဘလို့ဆုံးဖြတ်ရမလဲမသိဘူးမမကြီးကိုအားနာတယ်ပြီးတော့နှဲ့ရှက်တယ်နှဲ့မောင်းအတက်တန်းကိုညှင်းခဲ့ပါတယ်ဆိုတဲ့ကြောင် မမေကြီးသိအောင်ပြောပြခြင်းနဲ့မမေကြီးနှဲ့ကိုမုံမိချင်ပါရဲ့လို့တွေးရင်နှဲ့မမေကြီးကိုခိုးကြည့်မိတယ်။အိုးနှဲ့ကိုကြည့်နေတဲ့မမေကြီးမျက်ဝန်းမှာမျက်ရည်စရည်နဲ့ပါလား။မောင်ကိုလှည့်ကြည့်လိုက်တော့မောင်ရဲ့လီစာချုပ်ကိုတွေးတွေးကြည့်စိုက်ကြည့်လို့ပြီးတော့မောင်မောင်လက်မှတ်ထိုးဖို့ပြင်းနေတယ်။မောင်နှဲ့ခေါ်တဲ့ကြောင့်လှည့်ကြည့်တဲ့မောင်မျက်ဝန်းထဲမှာလည်းမျက်ရည်စရည်နဲ့လေ။ နှွေလင်းနှွေရှိကစာချုပ်ထဲကစားကုန်ဘာမှမကြည့်ဘဲနဲ့လက်မဲ့ထိုးပေးလိုက်မိတယ်ဒါမမေကြီးစိတ်ချမ်းသာစေဖို့နှွေရဲ့တခုတည်းသောလှုပ်ရက်ပါဟင်မမေကြီးပါလားနှွေကိုလေငီးလို့မမေကြီးပြေးကမမေနှွေမမေများလားဘယ်သူပါလဲသမီးနှွေနှွေမမေကြီးဟိုးဝေးကိုရောက်တော့တဲ့မမေကြီးကိုလှမ်းခေါ်လိုက်ပြီမဲ့နှွေမမိလိုက်ဘူးနှွေလိုက်တယ် တဲကြီးမဲကြီးလိုက်တယ်။နှွေတာချွေးချွေးရှိွေးလာတယ်မမေကြီးတို့ကတော့ဝေးသွားပြီ။မမေမမေလှုပ်နေလိုက်တဲ့ကြောင့်နှွေမျက်လုံးကိုအာယူဖွင့်လိုက်မိတယ်။အော်နှွေအိမ်မက်မက်နေတာပေါ့။မမေကိုတောင်နှွေမမက်တာကြားခဲ့ပြီလေ။အိမ်မက်မက်နေတာလားတကူလုံးလဲချွေးတွေကြီးပဲ။ရော့ရေးတောက်လိုက်အောင်နော်။တာကန်းပေးလာတဲ့ရေခွက်ကိုယူပြီးတောက်နှွေငေးကြည့်နေမိတယ်။ မောင်နဲ့လက်ထက်တော့မမေနွဲ့နဲ့တူတူရှိပေမဲ့တားလေးမွေးပြီးကလေးကစပြီးနွဲ့ပြီးမှရှိနေကြတာလေတားအသက်၁၀နှစ်လောက်တည်းမဟုတ်လားခုတော့မမေလည်းဘဝတစ်ပါးကိုပြောင်းလာ၃နှစ်တောင်ရှိပြီပဲမောင်ကတော့ခုချိန်ထိမမေကြီးနားမှာရှိနေတော့မမေကြီးနားကိုနှွဲ့တော့ဖို့လုပ်တိုင်းမောင်အမြဲတခဲ့တယ်ပြီးတော့သူ့မမေကိုတစ္ဆာမဖောက်ချင်မှုတယ်လေမမေ ာတစ်ခုလောက်မေးချင်တယ်။အနားမှာလာထိုင်ပြီးမမေးဝွင့်ဝွင့်မျက်နှာလေးနဲ့ပြောလာတဲ့တာကိုနှွဲ့ခေါင်းမကြည့်လိုက်မိတယ်။နှွဲ့ခွင့်မပြုလဲတာကမိမဲ့တဏ္ဍာန် ရှိနေခဲ့ပြီပဲ။မမေကမမေကသူများတွေပြောကြတယ်လို့မျိုးဖြစ်ဖြစ်ရဲ့တရားဝင်စင်းနီးမဟုတ်ဘူးလားယ။အိုတားရဲ့တောက်ဖဲ့ပြီးနှဲ့လိုက်လိုက်တဲ့တဲ့ငုံမိပါပြီဒီပြဿနာကိုနှဲ့ရှင်းကိုရှင်းမှဖြစ်ရတော့မယ် မောင်ကမမေကြီးမျက်နှာကိုကြည့်တယ်ဆိုရင်နှွေးကလည်းตาမျက်နှာကိုကြည့်ကိုကြည့်ရတော့မှာပါမဟုတ်ပါဘူးตาရဲ့ဖဖရဲ့မမေကตาဖွားဖွားပါตาဖွားဖွားပေါ့ตาဖွားဖွားကမမေတို့လက်ထက်ပွဲကိုသဘောမတူဘူးလေဒါကြောင့်ဖဖခင်ညာမမေတို့စီကိုတစ်ဘက်ကိုနှစ်ရက်လောက်ပဲလာရတာပါကျန်တာကြောင့်မဟုတ်ပါဘူးရှင်းပြနေမိပြီမြဲตาကိုနှွေးမလွတ်ချင်မလွတ်ချင်သေးဘူးတကယ်ပါตาရဲ့ မမေကဖဖေရဲ့တရားဝင်ဇနီးပါလို့လည်းပြောလာပြောမိရဲ့ဒါတို့အတူတူနေလို့မရဘူးလားယင်ဖဖေမမေနဲ့ဒါတို့မိသားစုပေါ့တကယ်လို့အဲ့လိုမှနေလို့မရဘူးဆိုရင်လေဒါနဲ့မမေပဲနေလို့မရဘူးလားယင်ဒါအလုပ်လုပ်ပါမယ်ဒါရဲ့စကားကနှုတ်ရင်ကိုဝန်းကနေလာမှန်းနေဒီလိုအချိန်မျိုးမှာမောင်ရှိစီကျင်လိုက်တာမောင်ဖြည့်စီကျင်လိုက်တာခုတော့ နှွယ်မောင်မိကုံမိမဖြစ်တော့မယ်။ရန်ကုန်မြို့ပေါ်မလာတာကြာပြီဖြစ်ပေမဲ့လည်းနှွယ်ကိုယ်တိုင်နေခဲ့တဲ့ရက်ွက်ကိုတော့နှွယ်လိုက်ရှာနေနိုင်သေးတယ်။ဒီ73နှစ်အတွင်းမှာထူပြီးပြောင်းလဲတာလည်းမရှိခဲ့ပါဘူးလေ။ဒီနေ့သားကကျူရှင်ရှိတယ်ဆိုတော့ညနေမှပြန်ရောက်ပါလိမ့်။ဒီတော့မမေကြီးတို့အိမ်ကိုနှွယ်ရှာဖို့ဆိုတာကလည်းမခက်ဘူးလေ။ဒီလန့်လေးပေါ့နှွယ်ကြောင်းသွားတိုင်း မောင်ကားပေါ်ကနေလှမ်းလှမ်းဆက်သွားတဲ့လမ်းလေးပြီးတော့ဟိုးရှေ့ကခြုံလေးမှာမောင်ကိုယ်တိုင်နှွက်လက်ကိုဆွဲပြီးပုန်းခဲ့တာပေါ့အင်းကလူတွေတွေ့မှဆိုးလို့တဲ့ဟောဟောဟိုးမှာမမေကြီးတို့ခြံလေးမြို့တို့အိမ်မှာဓာတ်မရှိလို့ဓာတ်စီးကျင်တိုင်းတွားတွားငေးကြရတဲ့အင်းလေးပေါ့ဟင်အင်းရောင်းနေဆိုပါလားအင်းကြီးကလည်းချက်ကတိတ်ဆိတ်ပြီးလုံနေတဲ့ပုံဖြစ်နေတယ်ညီမလေးဒီအိမ်မှာ လူမရှိကြဘူးလားယင်။နှွေရဲ့အမေကိုအတုတ်ဆိုင်ရဲ့ကောင်မလေးကခေါင်းခါပြတယ်။ဟိုလီဒိမာနေတဲ့ဥအောင်သူနဲ့ဒေါ်လလတင်တို့လေသူတို့ရောဘယ်ရောက်သွားကြပြီလဲယင်။မမေကြီးကဆုံးနာကြပြီလေ။မမေကြီးဆုံးပြီးသိမ့်မကြဘူးဥအောင်သူလည်းကောင်မလေးတင်နဲ့လက်ထက်ပြီးဒီရင်ကိုရောင်းသွားတာပဲ။အခုထက်ရောက်တာကနောက်ထပ်အင်ရှင်တက်ကထက်ရောက်တာ။ကောင်မလေးရဲ့အဖြစ်စကားမှာနှွေခေါင်းနဲ့ မိုက်ခနဲဖြစ်သွားတယ်။တကူရင်းရိုင်းနဲ့နေပေမဲ့အတိချင်းဆုံးမိကွန်းတစ်ခုကတော့နှွဲ့မိဖို့မေးဘူး။မေးဖို့လုံးဝမမေးဘူး။မမေးရ။ဘယ်တော့ဆုံးတာလဲရင်။ဘာရှိမှတော့လုံးလုံးရှိလာ3လနှစ်ပေါ့။မနစ်ကတောင်ဥအောင်သွင်းလာပြီးအလှလုပ်သေးရဲ့လी။သူ့ကလေးအခါလဲလေးတောင်ပါသေးရဲ့။ကလေးကလည်းချစ်စရာလေးမိန်းကလေးတဲ့ အရာအလုံးမှောက်မိုက်ကျသွားလို့ပဲ။နှွဲ့ပြန်လာတဲ့နှွဲ့ချီလည်းနေဟာချိနဲ့နေတယ်။ဒါပေမဲ့တားရှိမှနှွဲ့ရိုင်လဲလို့မဖြစ်ဘူး။နှွဲ့ကတားရှိမှမမမမရက်နေရမှာလေ။နှွဲ့ဆိုတဲ့မိန်းမကိုမမကြီးကပညာတတ်တယောက်ဖြစ်အသက်သွင်းပေးခဲ့တာကမောင်ကိုမိခိုးဖို့မဟုတ်ဘူး။ဘူးမဟုတ်ဘူး။မမကြီးကိုစိတ်မနဲ့ကြော်ရင်နှွဲ့ဆိုင်ကြီးတဲ့ငယ်ငုံပြီးတော့ ဒါအားလုံးအတွက်အကောင်းဆုံးအဖြစ်တစ်ခုလို့နှဲ့ယုံတယ်။သိမကြခင်မောင်လာတော့မယ်။ကလီမရဲ့သားဘွေးရပြီဆိုတာနဲ့ဦးကိုဆက်သွယ်ပေးပါ။သူ့အဘွားကသူ့အတွက်ခြံထားခဲ့တာရဲ့ရှိတယ်။အဲ့ဒါရဲ့အတွက်ကလီမနဲ့ဦးပြောစရာရှိသေးတယ်။ရှင့်နေကြီးဦးကြီးရဲ့စကားတွေကိုပြန်ကြားရောက်ပြီးတော့နှဲ့ဦးငိုချင်လာတယ်။နှဲ့တမန်မင်းကမမကြီးအိမ်ကိုလည်းရောက်ခဲ့ပြီ။ရှင့်နေကြီးဦးကြီးစီလည်းရောက်ခဲ့ပြီပဲ။ဟိုးရင်ကလေးကယင်းကြီးကတဲ့ဦးကြီးက ခုချိန်မှာတော့အတော်ကြီးဥစားနေခဲ့ပြီပြီးတော့နှွေးကိုယ်တိုင်လည်းဥစားခဲ့ပြီပဲအသက်30ကျော်မိန်းမတစ်ယောက်နဲ့18နှစ်အရွယ်မိန်းမတစ်ယောက်ကိုရှင်တဲ့အခါ18နှစ်အရွယ်မိန်းမတစ်ယောက်ကိုဇနီးအဖြစ်ရွေးချယ်လိုက်တာမောင်မမအောင်မှားတာကမောင်ကိုယုံကြည်မိတဲ့နှွေးမှားတာမမေကြီးစီကိုမတော်မိခဲ့တာနှွေးမှားတာ ခုချိန်မှာအဖြစ်အဆုံလမ်းကိုရွေးတင်နေပြီဆိုတာနှွဲ့သိတယ်။အိုးနှွဲ့သိပါတယ်လေ။ဒါဖိဖိကိုဒီငုံမလာခိုင်းတော့ဘူးဆိုရင်ဒါအဆင်ပြေမလားရင်ဖိဖိကတော့မိမိတို့နဲ့လာနေဖို့မဖြစ်နိုင်တော့မော့ကြည့်လာတဲ့သားမျက်လုံးလေးတွေကိုနှွဲ့ငေးကြည့်နေမိတယ်။သားမျက်လုံးမှာငေးရည်လေးတွေရစ်တိုင်းလို့ဒါပေမဲ့ ဘာပျော်နေတယ်ဆိုတာကိုနှွဲ့ခန်းစားမိတယ်ဟုတ်တယ်ခန်းစားမိတယ်ခေါင်းငိတ်ပြတဲ့သားကိုနှွဲ့ရင်လည်းဆွဲတင်တော့ဘာတောက်ငြိမ်းနေရတယ်နှွဲ့ရင်နှွဲ့ဟောသားပါရှိနေတာလားလက်ဆောင်တို့တပွေတပိုင်းနဲ့ဝင်လာတဲ့မောင်နှွဲ့အသက်မပါတဲ့အပြုံနဲ့ပြုံးပြလိုက်မိတယ်နှွဲ့စိတ်ထဲမှာတဆက်ဆက်ခုံပေါက်လာတဲ့ဒေါသတွေကိုနှွဲ့ထိန်နေပါတယ်နှွဲ့လေးနှွဲ့မောင်ယွန်းနေတကယ်ယွန်းပါတယ် မောင်မြန်းတော်ကြိုပြင်ထားတဲ့ကွာရှင်းစာချုပ်နဲ့ပြပောက်ချင်မိ။ဒါပေမဲ့နှွေသားလေးရဲ့ကြောင်းစီပြီးတော့နှွေရဲ့တလဝန်းကိုအထောက်တွေ့ချင်ကြည့်လိုက်တဲ့အခါကွာရှင်းစာချုပ်ကိုထုတ်ပေးမယ်လက်ကိုနှွေပြန်ယူလိုက်မိတယ်။ဒါရင်ဖိဖိစီလာပါအောင်။ဒါအတွက်ဖိဖိကျောင်းစာဦးတီဝင်လာတယ်။နှွေဒါနှွေနဲ့ဒါအတွက်သုံးလားစား။ဒါလီဒါနှွေမျက်နှာကိုလှမ်းနေနေတယ်။ပြောစီချင်နေရလား။ ပြောစီချင်နေရလားသားရဲ့ဒါပေမဲ့မမေဘယ်လိုလုပ်ရမလဲကြိုပြင်ထားတဲ့ question စာချုပ်ကိုပဲထုတ်ပြရမလားဒါမှမဟုတ်မောင်လက်ကိုဆွဲပြီးပဲအိမ်ထဲကနေနှင်ထုတ်လိုက်ရမလားနှွက်တွေးရခက်နေတော့မယ်ဒါပေမဲ့နှွက်လေးနှွက်မောင်ရှင်နေ